ပဝန်းကျင်မှာလူတွေအများကြီးရှိတယ်။ဇေယျအမျိုးမျိုးရှိတယ်။ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလုပ်ပြီးတော့နေကြတာမရှိဘူးလား။ကိုကြိုက်တယ်လို့ပြောမယ်ကိုကြိုက်တယ်လို့လုပ်မယ်။ကိုစိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လုပ်နေကြမှာပဲလေလူတွေက။အဲ့ဒါကိုဘယ်လိုလုပ်တာကတော့ကောင်းတယ်ဘယ်လိုလုပ်တာကမကောင်းဘူးလို့ကိုကဆရာကြီးတိုင်းနဲ့လိုက်ပြီးတော့ control လုပ်လို့ရမလားအဲ့ဒါကိုကိုကမကြည်မနဲ့နဲ့ဘယ်လူတော်တော်မဟုတ်လိုက်တာ များလုံနေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကို့အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလုပ်တာသူကံလေဟုတ်လားသူကံဟာသူ့ကိုပဲအကျိုးပေးပါလေရှင်းရှင်းလေးနော်တကယ်ကြီးမိုက်ဗျကိုလုပ်တာကို့ကံကို့ကံဒီကို့ကိုအကျိုးပေးမယ် ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအကြီးတကြီးသွားပြီးတော့လောကချောနေတာလေမစင်သားတဲ့မူလားစင်သားတဲ့နေဗျာသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသို့ဖြစ်တာပဲများတယ်ဒါတကားကြီးမိုင်းများနားလည်နိုင်ပါလေအတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့မယ်စင်သားကြည့်နော်အကုသူတွေများသောအဖြစ်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လား ုံတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်ဘူးအဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးနေနဲ့ကြည်နမ်းပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရော तू မပြေးလဲဘူးဆိုတော့ကိုကဆိုးရင်ကိုပါမပြေးလဲရောဟုတ်လား तू ပြေးလဲဆိုတော့လည်းပဲလောဘတွေနဲ့ရှင်မှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအားဖြင့်တော့ သူများအကြောင်းစဉ်းစားရင်ဒေါသတွေအင်မတန်ဖြစ်ရတယ်။မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားပြီးတော့ကြည်စမ်းလူယုံမာတွေမဟုတ်တာတွေလုပ်နေတာမစဉ်းစားဘူးလား။အဲ့ဒီလူယုံမာတာမယုံမာတာမသေးကြပါမယ်လို့အဲ့ဒီတင်ကမှအဲ့ဒါလိုတွေးနေတော့ကိုကတော့ယုံမာသွားတာအမှန်ပဲဗျာ။လူယုံမာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲ။ဒေါသတွေဖြစ်လာတယ်။ဟုတ်လား။ ကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာ တောင်းမှအလကားပါကွာထောင်မြင်လို့ရာစွန့်နေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားထဲစိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျတရင်သားတွေကလည်းဝင်နေတီဗီတွေကလည်းဝင်နေရေဒီယိုတွေကလည်းဝင်နေသူများအကြောင်းတွေခေါင်းထဲအမြင်နဲ့ရောက်မနေဘူးလားရောက်နေတယ် အဲ့ဓာတွေကိုစဉ်းစားရင်စဉ်းစားရင်းနေကိုတကယ်လုပ်ရမယ့်အလုပ်ကို့အတွက်အင်မတန်အဖိုးတန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်ဘူးအာကုသူတွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တခါကြီးဒီမိုင်းမြအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအာကုသူဖြည့်ရင်းနဲ့ကုန်တာလားအေးအိမ်ကျတော့အေးအေးဆေးဆေးခေါင်းအေးအေးနဲ့စဉ်းစား ငါရဲ့ကုံခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုံခဲ့တဲ့အချိန်တွေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမလာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလုပ်သဘောထားပြီးတော့စဉ်းစားမနေနဲ့တဲ့အပြတ်တားထားတာနော်ဦးဇင်းတို့ဟောတာလားဘုရားဟောတာလား ဘုရားဟောတာစိတ်ချမ်းသာခြင်းညတဲ့အကျိုးရှိခြင်းညတဲ့ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျှင်တိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေလှုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့ဤဆက်သွားပြီဟုတ်လားဒကာကြီးမိုင်းများသူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရဟိတစိတ်တွေစိတ်ကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော် ်များသောအဖြစ်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူးမကျင်တတ်တာတွေပဲတွေးကြတာများပါတယ်နော်တခါကြီးမိုက်များဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့်ကိုယ်လည်းတကယ်သူတို့ကိစ္စကိုဘာမှဝန်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့်အဲ့ဒါကိုမစင်စားပါနဲ့တဲ့ဒါဒုတိယတားမြစ်ချက်ဆုံးမချက်ဟုတ်ရဲ့လား ပရိသန်သူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခေယအလုတ်တခုကယုပြု၍ကြည်ရှုဆင်ញင်၍မနေရတောင်မြုစတော်ကြီးအနှက်ပေးတာအမတန်ကောင်းနေအလုတ်တခုကယုပြု၍ကြည်ရှုဆင်ញင်၍မနေရဟုတ်တယ်တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတခုကိုလုံနေရတယ်လို့ထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလားရှိတယ် တော်ကြီးကတိလို့မပြောတာနော်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဒုတိယဆုံးမချက်ကိုလည်းဒီလောက်နဲ့တော်ရအောင်